ော်တော်တော်လေးကမှလာတယ်ဗျထိပ်ပြက်နေရတယ်ဗျနော်အဲ့တော့ဒီနေရာလေးဆိုရင်တော့ကျွန်တော်အနည်းဆုံးချက်ပိုင်းလောက်တော့မှန်ထားတယ်ပေါ့ဗျာသူ့ဝယ်စည်းရတော့မများပါဘူးတောင်ပိုင်းနဲ့ဝယ်ကြတာလို့တော့ပြောတယ်ပေါ့နော်အားလုံးမင်္ဂလာပါဗျာအင်ရှာဂျီကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကိုနန်းဦးရဲ့ဒယ်ရီအတ္တစလေးကိုကျွန်တော်အပွင့်လိုက်ထုတ်ပေးမှာဖြစ်ပါတယ်ဗျာ ရဲ့ကြောက်လေးကဘယ်လိုအနေထားလေးလဲဆိုတော့ကြည့်ကြည့်အောင်ရနော်ဒါသူမနှခင်ဝိုင်းရနေဝယ်ခဲ့တဲ့အတ္တစာလေးဖြစ်ပါတယ်ကြည့်မှာနော်အာကြောက်စီကြောက်တာကောင်းပါလေဗျဒူကတော့နည်းနည်းလေးတော့ပါတာပေါ့နော်အဲဒါပေမဲ့လို့ကျွန်တော်တို့ဒူပါတယ်ဆိုပေမဲ့အာသူကအာထူတာပါတာတော့မညီဘူးပေါ့ဗျာဒီဘက်ဆိုရင် တော်တော်လေးကိုမှပါသွားတယ်ပေါ့အဲဒါဒီဘက်ဆိုရင်တော့ဒါဒူကနည်းနည်းလေးထူတယ်ပေါ့ဗျာအပွင့်တူတူစာအတွက်ရတာပေါ့ အဲအပွင့်အကြောင်းမပြောခင်ကျွန်တော်ကြောက်နဲ့ပတ်သက်တဲ့ကြောက်စီကြောက်သားအကြောင်းလေးတော့ပြောပြအောင်မယ်ဒီကောင်လေးဆိုရင်အသာတန်းလေးကမဆိုးဘူးအသာတန်းလေးမြင့်နေပါတော့အသာတန်းဆင်းနေနေဆိုရင်တော့အသက်3လောက်ရှိပါတယ်ဗျကျွန်တော်တို့နံပါတ်နေနေဆိုရင်တော့9လောက်တော့ရှိတာပေါ့ဗျာဒါကတော့ကျွန်တော်ရှော့ပြောထားတာဖြစ်ပါတယ်အဲ့ဒီထက်လည်းမြင့်နိုင်နေပါဗျာဘာကြောင့်မို့လဲဆိုတော့ဒီမှာကြည့်လိုက်ဟိုဘက်ကအကြည့်ပေါက်လေးကိုတော်တော်ကောင်းကောင်းလေးကိုမှမြင်နေရတယ်ဗျအဲ့တော့ကျွန်တော်ကစသကျင်းတော့ကဒီဟာလေးကို ပုံစံလေးပေါ့ပုံစံလေးဒါမှမဟုတ်ဖိရင်လည်းတာခွက်လေးတွေ့ဖို့အတွက်ဖြစ်ပါတယ်အဲဒါပေမဲ့လို့တေချာလေးကြည့်လိုက်တော့ဒီမှာအနှစ်ထက်လေးပါနေကြပေါ့ဗျာအဲ့တော့အနထက်လေးပါနေရဖြစ်တဲ့အတွက်ဒါမရဘူးပေါ့ဗျာအဲဒီလိုမျိုးအနထက်လေးပါနေရဖြစ်တဲ့အတွက်ပြီးတော့ဒီဘက်မှာလည်းဒါအနာလေးရလည်းပါနေသေးတာပေါ့ဗျာအဲဒါကြောင့်မို့ကျွန်တော်အပွင့်လေးပဲလိုက်ပေးဖို့အတွက်ပဲဆုံးဖြတ်လိုက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရထားတဲ့အပွင့်လေးရတော့နှစ်ပွင့်ရပါတယ်ဗျာ အဲ့တော့ဘယ်နေရာလေးလဲဆိုတာတော့ပြပေးပါမယ်အဲ့တော့ကျွန်တော်အပွင့်လိုက်ပေးမယ့်နေရာလေးတွေကတော့ဒီနေရာလေးတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဘာကြောင့်မို့ဒီနားလေးကိုဖြတ်မှာလဲဆိုတော့ဒီနားလေးမှာသူကအာပြောရမယ်ဆိုရင်အညိကြောလေးတစ်ကြောရှိပါတယ်ဗျဒီအညိကြောလေးကဒီနားလေးမှာမြင်နေရတယ်ဗောနော်တေချာလေးကြည့်ရင်တော့မြင်ရတယ်ဗျအဲ့တော့ဒီဖုန်းကင်မရာထဲမှာဆိုရင်တော့နည်းနည်းလေးတော့ဟွာလောက်တယ်ပေါ့ဗျာ ဲ့တော့ဒီအညီကျော်နေရာလေးကိုကျွန်တော်တက်တက်လေးဖြတ်မှာဖြစ်ပါတယ်ဖြတ်ပြီးဆိုမှာအပွင့်နှစ်ပွင့်ရအောင်ထုတ်မှာပေါ့ဗျာအဲ့တော့ဒီနာလေးတစ်ပွင့်ဒီနာလေးတစ်ပွင့်ဆိုရင်နှစ်ပွင့်ရမှာဖြစ်ပါတယ်ကျွန်တော်ဟိုဘက်ကိုလဲပြမယ်ဟိုဘက်ကိုလဲပြတာတော်တော်လေးကိုမှလာပါလိမ့်ဗျာနော်အဲ့တော့ကြောက်စီကြောက်သားကောင်းပါလေအဲ့တော့ကျွန်တော်ဒီဘက်မှာအနာလေးလို့ပြောခဲ့တဲ့နေရာလေးပေါ့နော်အဲ့တော့ဒီအနာလေးကကျွန်တော်တို့ဒီဘက်ထီအောင် ပေါက်တယ်ဗျဒီဘက်ထီအောင်ပေါက်တယ်ဒီမှာကြည့်လိုက်ပေါ့နော်ဒီဘက်ထီအောင်ပေါက်တယ် ။ဒါကြောင့်မို့အဲ့ဒီနာလေးရောဖယ်ရမယ်ပေါ့ဗျာ။ဒီထိပ်ဘက်ကတော့တော်တော်လေးအာရမယ့်အနေထားလေးဖြစ်ပါတော့နော်။အာထိပ်ဘက်နဲ့နေရာတော့တော်တော်လေးပုံမှာလာတယ်ဗျ။ထိပ်ဘက်နေရာလေးပါနော်။အဲ့တော့ဒီနေရာလေးရှင်တော့ကျွန်တော်အနည်းဆုံးချက်ပိုင်းလောက်တော့မှန်းထားတယ်ပေါ့ဗျာ။သူ့ဝယ်စီးရတော့မများပါဘူး။တောင်ပိုင်းနဲ့ဝယ်ကြတာလို့တော့ပြောတယ်ပေါ့နော်။ အဲဒီဘက်ကတော့ကျွန်တော်တို့သူဟာပေါ့နော်ပုံစံလေးတွေအဲတာခွေအပြားလေးလှုပ်ရှင်လဲလှုပ်လို့ရတာပေါ့ညာနော်ဒီဘက်ကတော့ကျွန်တော်လိုင်းမတော့မထုတ်ပေးတော့အဲအဓိကကတော့ကျွန်တော်လိုက်ထုတ်ပေးမယ့်နေရာအပွင့်လေးလိုက်ထုတ်ပေးမယ့်နေရာတော့ဒီနေရာနှစ်ခွေဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီနေရာကိုဟိုဖြတ်ပြပါဦးပြနော်ဒီနေရာလေးကိုကျွန်တော်အပွင့်အရင်လိုက်ပြပေးပါမယ် ဒါလေးကတော့ကျွန်တော်တို့အပွင့်ထုတ်ပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်ဒီထိပ်ဘက်ပိုင်းလေးကိုထုတ်လိုက်တဲ့အပွင့်လေးဖြစ်ပါတယ်ဗျအဲဒါကြောက်စီကြောက်တာကောင်းပါတယ်အဲကျွန်တော်ရှိပိုင်းကပြောခဲ့တယ်လို့ပေါ့နော်အဲဒါအသာရန်ဆင်းနေနေဆိုရင်တော့ဒါအသက်ဆန်းလောက်ရှိပါတယ်ဗျအဲကြည့်ကြည့်အောင်ဗျာနော်ဒီမှာအကြည့်အဟောပါနော်အခုအောက်ဘက်ကဆွဲထားတဲ့ခဲရတော်မှာကောင်းကောင်းမြင်နေရတယ်ပေါ့နော်ကြောက်စီကြောက်တာကောင်းပါတယ်ဒီမှာလေးပေါ့နော် ။ဟုတ်ကဲ့။အဲ့ဆိုရင်ကျွန်တော်နောက်ထပ်တပွင်ထပ်ပြီးမှထုတ်ကြည့်မှာကြ။အဲ့တော့နောက်ထပ်ချုပ်မဲ့နေရာအပွင့်လေးရတော့ဒီနေရာလေးဖြစ်ပါတော့။အဲ့တော့ဒီနေရာလေးရတော့ကျွန်တော်အမြင်ပါနော်။အဲ့တော့ဒီအတွင်းဘက်ထဲကိုအထက်နာကစပီးမှဒါအရင်မဝင်ဘူးတဲ့ဆိုရင်တော့ကျွန်တော်အခုဆွဲထားတဲ့အတိုင်းပါနော်။ဒါဘဲဥပုံလေးရမှာဖြစ်ပါတော့။ကြည့်ကြည့်ကြည့်ကြပါဗျာ။ဒါလေးရတော့ကျွန်တော်တို့အပွင့်ထုတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ် အဲတော်တော်လေးကောင်မှလာပါလေကဒါဘဲဥပုံလေးရတာဖြစ်ပါတယ်ကြောက်စီကြောက်သားတော့တော်တော်ကောင်းနေပြမင်္ဂလာဖြစ်မဲ့နေထားလေးဖြစ်ပါတယ်မင်္ဂလာဖြစ်မဲ့ကြောက်လေးပေါ့ဗျာနော်ကဲကြည့်ကြည့်အောင်ဗျာနော်ကျွန်တော်တို့နှစ်ပွင့်စလုံးတင်ထားပြီးမှကြည့်တာပေါ့ဗျာอืมတော်တော်လေးကောင်မှလာပါတယ် ကြဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြအောင်ကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်